နာခတိုင်းဘောင်သင်းချင်ပတ်မှာချန်ပီယံကြီးဓာတရအီဘိုနဲ့တိုက်ခိုက်ဖို့အတွက်အပြင်းအထန်လေ့ကျင့်နေပါသည်။လွန်ခဲ့တဲ့တနေ့လောက်တုန်းကအီဘိုကိုစားတွေ့ခဲ့တာဖြစ်ပြီးအခုတော့အီဘိုကအများကြီးတိုးတက်လာပြီဖြစ်လို့ဓာတရကသတိထားနေရပါသည်။ဓာတရကရူကီကင်းပြိုင်ပွဲမှာအီဘိုကိုစားတွေ့ခဲ့တာဖြစ်ပြီးအဲအချိန်မှာအီဘိုကဆန်တိုနဲ့ထိုးတက်နေခဲ့တာဖြစ်ပါသည်။နာနီဝါမျိုးရဲ့ကြားကြီးဆိုပြီးလူစီများတဲ့ဆန်တိုနဲ့တိုင်မတ်တိုင်းကိုအလဲထိုးနိုင်ခဲ့တဲ့အီဘိုတို့ရဲ့တိုက်ပွဲကလုံးဝပြင်းထန်ခဲ့ပါသည်။ နှစ်ယောက်လုံးကပါဝါပြင်းတဲ့ပေါ်စရာတွေဖြစ်ကြတယ်လို့ဆန်နိုးရဲ့စမတ်တွေကကြောက်စရာကောင်းခဲ့ပြီးအီပိုးရဲ့ရှိုရာအပါတွေကလည်းမျက်စိမလွယ်သဏ္ဍာန်ကြည့်ရှုခဲ့ကြရပါရင်နောက်ဆုံးမှတော့ဆန်နိုးသတိလစ်သွားခဲ့ပြီးအီပိုးအနိုင်ရရှိခဲ့ပေမဲ့အဲ့အချိန်တုန်းကအီပိုးရဲ့အခြေအနေကဒါတဲ့အတွက်စိုးရိမ်စရာမဟုတ်ခဲ့ပါဘူး ဒါပေမဲ့အဲ့ဒီပြိုင်ပွဲအပြီးမှာအီဘိုးရဲ့နာမည်ကဒါတဲရဲ့မျက်ညံထဲမှာဆွဲမြဲသွားခဲ့ပြီးနောက်တလကြာတဲ့အခါမှာတော့ဒါတဲနဲ့အီဘိုးတို့မျက်နှာချင်းဆိုင်တွေ့ကြပါလိမ့်တခါမူရာကအီဘိုးရဲ့လက်သီးတွေပါဝါပြင်းနှောင်းအမွန်းတိမ်ပြီးပြောတဲ့အခါစိတ်ကြွသွားတဲ့ဒါတဲကလည်းအီဘိုးနဲ့အစံထိုးဖို့ကံလန်ခဲ့ပါလိမ့်အစံထိုးကြတဲ့အခါမှာတော့အီဘိုးကတကယ်ကောင်းတဲ့ပေါ့စားဆိုတာကိုသိခဲ့ရပြီးသူ့ထိုးချက်တွေရဲ့ပြင်အားတိုင်းကိုဓာတ်တဲခံစားခဲ့မိပါလိမ့် ဓာတ်တဲ့ပိုပြီးစိတ်ဝင်စားခဲ့တဲ့အရာကတော့ ipo ရဲ့စိတ်ဆောင်းရင်ဖြစ်တဲ့တက်ခိုက်လိုစိတ်တွေဖြစ်ပြီး cos crew ထိုးချက်နဲ့နှလုံးဝင်ထိုးတဲ့အခါတိုင်းမှာ ipo ကအမြဲတမ်းပြန်ထလာခဲ့ပါလိမ့်အကြိမ်ကြိမ်ပြန်ထလာခဲ့တဲ့ ipo ရဲ့ပုံစံကိုမြင်ခဲ့ရပြီးနောက်မှာတော့တနေ့ကျရင်ဒီလိုကောင်မျိုးနဲ့ဂျင်းသေးပေါက်တိုက်ခိုက်ရမယ်ဆိုတာဓာတ်တဲ့ခံမှန်းမိခဲ့ပါသည် ေချာပေါ့သူအတွက်လွယ်ကူတဲ့ပွဲဖြစ်မှာမဟုတ်ဘူးဆိုတာသိခဲ့ပြီးအဲနောက်မှာတော့ဒါတဲတို့ရဲ့နခါတိုင်းဘောက်သင်းကျင်ကအိုခိတာနဲ့အီဘိုတို့ထိုးတက်ကြရပါလိမ့်အဲ့ဒီပွဲမှာဒါတဲကိုအမိလိုက်ခြင်းနဲ့အိုခိတာနဲ့ဒါတဲကိုကြော်တက်ခြင်းနဲ့အီဘိုတို့ရဲ့ကွာခြားချက်ကိုမြင်ခဲ့ရပါလိမ့်ဒါတဲရဲ့ cross crew ထိုးချက်ကိုလေးလာခဲ့တဲ့အိုခိတာအီဘိုကိုအပြီးအပြင်တွေ့ဖို့စူးစမ်းခဲ့ပေမဲ့အဆုံးသတ်မှာတော့အီဘိုကပဲအနိုင်ရခဲ့ပြန်ပါလိမ့် ဲအချိန်မှာဓာတေကဝေါ်တိုက်တဲ့အတွက်အာယုံဆိုင်နေခဲ့တာဖြစ်ပါလိမ့်။ဒါပေမဲ့ပွဲပြီးမှတော့အီဘိုနဲ့မထိုးရသေးပဲဝေါ်တိုက်တဲ့အတွက်မကြိုးစားသေးဘူးဆိုပြီးဆုံးဖြတ်ခဲ့ပါလိမ့်။အဲနောက်သူ့ရဲ့ထိုးပွဲမှာပြိုင်ပွဲဖြစ်တဲ့ဆူဆူကီးကိုအမောက်ချိန်ပေးခဲ့ပြီးရရှိထားတဲ့ဂျပန်တိုက်တဲ့ကိုပြန်ပေးအပ်မှမဟုတ်သေးကြောင်းကြေညာခဲ့ပါလိမ့်။ဝေါ်တိုက်တဲ့အတွက်ရင်းမဆိုင်ရသေးခင်ပြည်တွင်းမှာလုံးစည်းရတစ်ခုကျန်နေသေးတဲ့ဆိုပြီးအီဘိုကိုစိုက်ကြည့်ရင်တရားဝင်ဆိုင်ခေါ်ခဲ့ပါလိမ့်။ အီဘိုကလည်းဒါတာရဲ့စိန်ခေါ်မှုကိုတုံ့ပြန်တဲ့အနေနဲ့ရန်အမြင့်ဆုံးတွေပဲရှင်းပြကြတဲ့အေကလက်ထော်နာမန့်ပွဲစဉ်မှာဝင်ပြန်ခဲ့ပါသည်အဲ့ဒီပွဲစဉ်မှာအနိုင်ရရင်ချန်ပီယံကိုစိန်ခေါ်ဖို့အခွင့်အရေးရမှဖြစ်ပြီးအီဘိုရဲ့ပထမဆုံးပြိုင်ဘက်ကတော့စပီစတာဆာယက်ခီပဲဖြစ်ပါသည်ဆာယက်ခီရဲ့အမြန်နှုန်းတွေကအီဘိုအတွက်ချိန်ချောင်းမှုတစ်ခုဖြစ်ခဲ့ပြီးဆာယက်ခီကကြိုးဝိုင်းတစ်ခုလုံးကိုအုပ်စုလိုက်တဲ့အခါအီဘိုတယောက်စွန့်အားမဲသွားခဲ့ရပါသည်ဒါပေမဲ့အီဘိုကဆာယက်ခီရဲ့ပြေဆုံးလာတဲ့ခြေကွက်တွေကိုအခွင့်ကောင်းယူပြီးရည်တိတစ်ချက်ထိုးနိုင်ခဲ့ပါသည် အဲ့ဒီလက်တီတစ်ချက်ကပဲစာရခီကိုကြောက်စိတ်တွေပေးဆောနိုင်ခဲ့ပြီးခြေခွက်တွေကြဆင်းသွားတဲ့အခါမှာတော့ Ebo ရဲ့အနိုင်ယူခြင်းကိုခံလိုက်ရပါတယ်။အဲနောက်မှာတော့ Ebo ရဲ့နောက်ထပ်ပြိုင်ဘက်ကရုရှားသား Vo ဖြစ်ပြီးသူကအပြော်လန်းဘောင်းစင်ပွဲ400ကျော်ကိုထိုးသက်ဖူးပါတယ်။အဲ့ဒါအပြင် Vo ရဲ့ power, speed နဲ့ balance တွေအကုန်လုံးကပြည့်စုံနေခဲ့ပြီးနေ့စနေ့ပိုင်းနဲ့တိုက်ပွဲအတွင်းစွန်ရည်တွေကလည်းအထင်ကြီးဖို့ကောင်းပါတယ်။အီဘိုနဲ့ဖော်လို့ထိုးကြတဲ့အခါမှာတော့ဖော်ရဲ့နီးစနစ်ပိုင်းကိုအီဘိုလုံးဝမရှင်းနိုင်ပေမဲ့ဖော်ကညာနေရာကြောင့်အရင်ဆုံးလဲကြတဲ့သူကဖော်ဖြစ်သွားပါတယ်။ ဒါပေမဲ့မင်းနေပိုင်အတွင်သူ့ကိုယ်သူပြန်ထိန်းနိုင်ခဲ့ပြီးနောက်မှာတော့ဝင်းပလေးအမဲလိုက်ခြင်းစတင်ခဲ့ပြီးသူ့ရဲ့အဆွဲပြူထိုးချက်နဲ့အီဘိုးကိုလက်ကျသွားအောင်လုပ်နိုင်ခဲ့ပါသည်။အဲအချိန်မှာဖောကအီဘိုးရဲ့ကံစဲထိုးချက်တွေကိုလုံးဝပိတ်ထားနိုင်တဲ့အပြင်ဤစနစ်ပိုင်းမှာလည်းတာလွန်နေရကြောင်းလူတိုင်းကအီဘိုးမှာလက်နက်မရှိတော့ဘူးလို့ထင်ခဲ့ကြပါသည်။အီဘိုးကတော့လက်မလျှော့အရှုံးမပေးခဲ့ပဲနီးပြခေါမူကဘွားကလည်းအပြော်လန်းဘောက်စင်းချန်ပီယံကြီးဖောကို Professional ကျောင်းဝိုင်းအတွင်းမှာမော်ပန်သွားအောင်စီစဉ်နိုင်ခဲ့ပါသည်။ ။ဤဘိုးရဲ့ထိုးချက်တွေကဖော်ရဲ့တပ်လုံတွေကိုကြာဆင်းသွားအောင်လုပ်နိုင်ခဲ့ပြီးဖော်ရဲ့ခြေရောက်တွေတုံ့ပြန်လာတဲ့အခါမှာတော့ဤဘိုးရဲ့ထိုးချက်ကြောင့်လက်ကျသွားခဲ့ရပါသည်။ဒါပေမဲ့ဝင်းပလီတကောင်လိုတန်မာတဲ့ဖော်ကပြန်ထလာခဲ့ပါသည်။အဲ့ဒီအချိန်မှာအီဘိုယော့ဖော်ရောနှစ်ဖက်လုံးကလဲကြမသွားအောင်တော့အနိုင်နိုင်ထိန်းချနေရတဲ့အခြေအနေဆိုပေမဲ့တေလောက်တဲ့တိုက်ပွဲကိုဆက်လက်ဆင်နွှဲခဲ့ကြပြီးဒလသက်လက်တီထိုးချက်တွေနဲ့ရှင်မြန်ကြပါသည်။တလုံးပိုင်းမှာအာနယ်သွားတဲ့ဖော်ကအသက်ရှူဖို့ခေါင်းမော့သွားတဲ့အခါအီဘိုရဲ့ကတဲ့ထိုးချက်နဲ့အထိုးခံလိုက်ရပြီးလဲကြသွားခဲ့ရပါသည်။ ဒီတစ်ခါမှလည်းကြိုးကြိုးသားသားပြန်ထလာခဲ့ပြီးအဲ့ဒီအခါအတက်မှာသူကလည်းဘောင်းသင်းကိုချိမဲ့နိုးရတဲ့သူဆိုတာသဘောပေါက်ခဲ့ပါသည်။ဒါပေမဲ့ခန္ဓာကိုယ်ကအခြေအနေမဟန်တော့လို့လဲကျသွားခဲ့ရပြီးနောက်ဆုံးမှတော့ Ebo အနိုင်ရရှိသွားခဲ့ကချန်ပီယံစိန်ခေါ်နိုင်မဲ့အခွင့်အရေးရရှိသွားပါသည်။ဒါတည်းအတွက် Ebo ကသူ့ရဲ့အကောင်ဆုံးစိန်ခေါ်သူဖြစ်ပေမဲ့ခပတ်ကိုတော့အပါခံမှာမဟုတ်ဘဲသူကချန်ပီယံဆိုတာတသက်ပြပြဖို့ Ebo ကိုအလဲထိုးသွားမှာဖြစ်ပါသည်။ ။ဤဘောကတက်လုံဆောင်ရံကောင်းတဲ့မကောင်းဆိုးရတဲ့ကောင်ဖြစ်လို့ဒါတဲကလည်းတက်လုံပိုင်းအတွက်လက်ချင်းနေရပြီးအငယ်တန်းဂျူနီယာတွေနဲ့လည်းအဆန်ထိုးပါရင်ဂျူနီယာလေးတွေကဒါတဲကိုထိရောက်တော့မထိုးနိုင်ပဲဖြစ်နေပေမဲ့အသက်29နှစ်ရှိပြီဖြစ်တဲ့ဒါတဲကလည်းအသက်အပြည့်ရနေပြီဖြစ်လို့လက်ရည်အနှဲငယ်ကျဆင်းနေပြီဖြစ်ကြောင်းနီးပြားကပြောပါရင်ဒါပေမဲ့လည်းအခုချိန်မှာဒါတဲကလွန်ခဲ့တဲ့6နှစ်တုန်းကလိုမျိုးတက်ကြွနေတာဖြစ်လို့သူ့ရဲ့အကောင်ဆုံးပုံစံကိုပြန်မြင်ရနိုင်ကြောင်းထပ်ပြောပါရင် လွန်ခဲ့တဲ့6နှစ်တုန်းကဓာတက်ကပွဲတပွဲမှာရှုံးနေခဲ့ပြီးဘောင်းသင်းကနေအနားယူသွားပူပါလိမ့်။အဲ့ဒီဓာတက်ရှုံးနေခဲ့ရတဲ့ထိုးပွဲရဲ့ဗီဒီယိုကတခါမူရအိမ်မှာရှိနေပြီးဤဘိုကသွားရှာကြည့်တဲ့အခါငယ်ရွယ်သေးတဲ့ဓာတက်ရဲ့ပုံစံကိုမြင်လိုက်ရပါလိမ့်။အဲ့ဒီပွဲမှာဓာတက်ကနှစ်ချီတည်းနဲ့ရှုံးနေခဲ့ရတယ်ဆိုတာဤဘိုသိလိုက်ရတော့လုံးဝအံ့ဩသွားခဲ့ရပါလိမ့်။ဓာတက်ရှင်ဆိုင်ခဲ့ရတဲ့ကမ္ဘာချန်ပီယံကစင်ကာပူတိုင်းကိုအနိုင်ရရှိနေတဲ့သူဖြစ်ပါလိမ့်။အဲတော့ကဒါတက်ကကမ္ဘာချန်ပီယံကိုစင်ကာပူအခွင့်အရေးရခဲ့တာကြောင့်ဆဲလုံချသွားနဲ့မက်ဆီကိုနိုင်ငံသီးထွက်လာခဲ့တာပါ ဒါပေမဲ့ဂျုံဝိုင်းနဲ့ကိုအခြေချတာ၄မိနစ်တော့မကြာသေးတဲ့အချိန်မှာပဲသူ့ရဲ့နှာခေါင်းမှာသွေးတွေပိတ်ပွားနေခဲ့ပြီဖြစ်ပြီးအတော်လေးရှော့ရသွားခဲ့ပါသည်။အဲ့ဒီပေါ်ရပြီးမှတော့ဒါတဲက၄နှစ်လောက်အထိဂျုံဝိုင်းနဲ့ကိုပြန်မဝင်ခဲ့ပဲသူသာအဲ့အချိန်တွေမှာအနာမယူခဲ့ရင်အခုလောက်ဆိုကမ္ဘာချန်ပီယံဖြစ်နေနိုင်ကြောင်းတခါမူရာကပြောပါသည်။အခုတော့အသက်ရွယ်ရှားနေပြီဖြစ်လို့အချိန်ကျတော့လောက်ပြီလို့တခါမူရာကထပ်ပြောတဲ့အခါဤဘိုကတော့အဲ့လကပဲသူ့ကိုကြောက်ရွံ့မိစေကြောင်းပြောသွားခဲ့ပါသည်။ဒါတဲရဲ့အားနည်းချက်တွေကိုဤဘိုရှာမတွေ့သေးပေမဲ့ဒါတဲနဲ့ခပတ်လူပဲထိုးရဖို့ကဤဘိုအတွက်ရည်ရွယ်ချက်တစ်ခုဖြစ်ခဲ့ပါသည်။

အဲ့ဒါကြောင့် Ebo ကသူကစိန်ခေါ်သူဖြစ်လို့အခုချိန်ထိလေးလာခဲ့တဲ့များအရာတွေကိုအတုံးချပြီးတိုက်ခိုက်သွားမယ်လို့ပြောခဲ့ပါရင်စောင်းဟုံးကိုရောက်လာပြီးဖြစ်လို့အေးတဲ့ကြောင့်ဒါတဲ့ရဲ့ဒဏ်ရာအဟောင်းကပြန်ကိုက်လာရင်အရင်အချိန်တွေကိုပြန်အမတ်ရမိစေပါလိမ့်လွန်ခဲ့တဲ့6နှစ်တုန်းကဒါတဲ့ဟာဘိုက်ကြီးနေတဲ့မိမအိုထားခဲ့ရပြီးကမ္ဘာချန်ပီယံပွဲအတွက်မက်ဆီကိုကိုထွက်လာခဲ့ရတာကြောင့်လေ့ကျင့်ရေးလုပ်နေချိန်မှာတော့မိမအတွက်စိတ်မပြောင်းပဲဖြစ်နေခဲ့ရပါလိမ့်မိမဖြစ်သူကဆွေကြီးမျိုးကြီးတွေကဆိုပေမဲ့ဘောက်စာဖြစ်တဲ့သူ့ယောက်ျားရဲ့စူးစမ်းမှုတွေကိုပို့ပြီးအလေးထားပေးပါလိမ့်ဒါတဲ့ကကမ္ဘာချန်ပီယံဖြစ်ရင်မိမဖြစ်သူကို တင်နှောင်းတင်တဲ့ထားနိုင်သလိုမွေးလာမယ့်ကလေးအတွက်လည်းဂုံယူစရာတစ်ခုဖြစ်လာပါလိမ့်မယ်။ဒါတဲ့နဲ့သူမိန်းမတို့ရဲ့လက်ထပ်ပွဲကိုလူအများစုကသဘောမတူကြကြတာကြောင့်ဒါတဲ့ကလည်းအဲ့ဒီလူတွေလက်ခံလာစေရမယ်ဆိုပြီးချန်ပီယံဖြစ်အောင်လုပ်ဖို့အတင်းထားခဲ့ပါသည်။ဒီလိုနဲ့ပြိုင်ပွဲနှစ်ခုရောက်လာတဲ့အခါမှာတော့ပွဲမထိုးရသေးခင်မှာဒါဒဲရဲ့မိမကသူ့ကိုဖုံးဆက်ခဲ့ပါလိမ့် မိမဖြစ်သူကအနိုင်အရှုံးစိတ်မဝင်စားပဲသူ့ယောက်ျားကိုဘေကင်းကိန်းနဲ့ပြန်လာစေခြင်းပြီးဒါတဲကတော့သူမိမအတွက်အသိခံရမယ်ဆိုရင်တော့ကပတ်ချက်မြန်ခပတ်ကိုရအောင်ယူဖို့ဆုံးမြတ်ထားခဲ့ပါတယ်။ဒါပေမဲ့ဒါတဲဘာမှမလုပ်ရသေးခင်မှာပဲပြိုင်ပွဲရဲ့အပြင်းနဲ့လက်သီးတွေကြားမှာရှုံနေကြရတဲ့အပြင်နှကောင်ရုပ်ပါကျိုးသွားခဲ့လို့အမာရုပ်တစ်ခုကျန်နေခဲ့ပါတယ်။အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ဒါတဲကသူ့ကိုအပြင်းမဲ့မိမဖြစ်သူကိုအမြန်ဆုံးတွေ့ရင်ခဲ့ပါတယ်။ ဂျပန်ကိုပြန်ရောက်တဲ့အခါမှာတော့မိမဖြစ်သူကအလုပ်ပင်မမှုကြောင့်သူရနေတဲ့ချိန်လေကာကနေပြုတ်ကြခဲ့လို့ကလေးပြတ်ကျသွားခဲ့ရကြောင်းဝမ်းနည်းစွာသိလိုက်ရပါသည်။အဲ့ဒီလိုကိစ္စကြီးတွေဖြစ်ပြီးနောက်ပိုင်းမှာတော့ပရိုပေါ့ဆာကြီးဓာတဲကဂျုံဝဲအနာကိုတော့မကတ်တော့ပါဘူး။နောက်သုံးနှစ်အကြာမှာတော့ဓာတဲကအလုပ်အကင်ကောင်းကောင်းတစ်ခုရရှိထားတဲ့အပြင်ချစ်စရာကောင်းတဲ့တားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်နေပြီဖြစ်ပါသည်။ ဒါတက်ကအလုံးမယာရူတို့ကကြောင်ဝမ်မန်တသက်ပြောတဲ့အခါမှာတော့သူမိမအိုက်ခွေရဲ့မျက်နှာထားကတခုခုလေးဟနေတယ်လို့ဖြစ်နေပါရင်ဘောက်သာဘွားကနေအနားယူလိုက်ပြီးကလေးကဒါတက်ကကျုံဝိုင်းထဲမှာကပတ်ချံပြီးကပတ်ကိုပတ်ထားပြီးမမွေးလိုက်ရတဲ့ကလေးကိုခြိမ်မောက်ထားတဲ့အိမ်မက်ကိုထက်ကထက်ကမှန်နေခဲ့ပါရင် ဖြစ်နိုင်ခဲ့တဲ့အိမ်မက်ကနေလန့်နူလာတဲ့အခါစိတ်ညိတ်သွားအောင်တစ်ခွက်လောက်ကိနေတဲ့အချိန်မိမဖြစ်သူလည်းနိုးလာခဲ့ပါလေဒါတဲကသူမိမအိုက်ခိုးကိုတစ်ခွက်ထည့်ပေးတဲ့အခါအရင်နှောင်းကဒါတဲထိုးပွဲနိုင်လာရင်အတူတူတောက်ခဲရတဲ့ပြောစရာအချိန်တွေကိုလွမ်းမိကြအောင်အိုက်ခိုးကပြောပါလေမိမဖြစ်သူရဲ့ပြောစကားကြောင့်ဒါတဲကအခုချိန်တွေမှာမပြောရွှင်ရဘူးလားမေးတော့အိုက်ခိုးလည်းပြောပါတယ်လို့ပဲဖြေလိုက်ပါလေဒါတဲကသူမိမရဲ့အကိုသူ့ရဲ့ရောက်ဖာကျေးသူနဲ့အလောက်အကန့်ကောင်ရခဲ့ပြီးသူ့ရဲ့ကြိုးစားမှုကြောင့်မိသားစုစီးပွားရေးပြည်လဲနေတာဖြစ်ပါလေ ဘောက်ဇာဘဝကနေအနားယူလိုက်ပြီးကြတဲ့ကအရာရာမှာအဆင်ပြေအောင်မိသားစုလေးတာယာနေအောင်လောက်ဆောင်နိုင်ခဲ့ပေမဲ့တခုခုကမှားယွင်းနေတယ်လို့ခံစားလာရပါသည်စိတ်တွေရှုပ်ထွေးနေရင်အိမ်မက်ရောက်တဲ့အခါသူ့အတွက်အရေးပါခဲ့ဘူးရဲ့စုတစိတ်တွေကိုအခုမလိုဘဲတော့ဘူးဆိုပြီးဖြည့်ဆည်းပြဖို့လုပ်ပါတယ်။ဒါတဲကသူမိမပျော်ရွှင်စေဖို့မိမအနာမှာအမြဲတမ်းအတူနေသွားမှဖြစ်လို့ဒီစုတစိတ်တွေမလိုဘဲတော့ဘူးလို့ပြောပါတယ်။ ဒါတဲဟာအလုပ်တွေစ조사ခဲ့ပြီးပျော်ရွှင်စရာမိသားစုလေးကိုဖန်တီးခဲ့ပေမဲ့တကယ်အစစ်အမှန်ဒါတဲကတော့သူတို့အနားမှာရှိမနေဘူးလို့မိမဖြစ်သူအိုက်ခိုကပြောပါရင်အိုက်ခိုကသူမအနားမှာဒါတဲရှိနေပေမဲ့လည်းဒါတဲရဲ့ယုံကြည်ချက်တွေနဲ့ခွန်အားတွေကတော့လွန်ခဲ့တဲ့၃နှစ်ကလေးကမက်ဆီကိုမှာကျန်နေခဲ့ကြောင်းပြောပါရင်ကြလာရင်လောကကြီးကဒါတဲဟာဘောက်သားတယောက်ဖြစ်ခဲ့ပါတယ်ဆိုတော့မိသွားကြမှာဆိုပေမဲ့ဒါတဲကိုယ်တိုင်ကတော့မေးလို့ရမှာမဟုတ်တော့ကြောင်းဒီအတိုင်းအဆင်ပြေရလာလို့မေးပါရင်ဒီလိုသားဆိုရင်သူတို့မွေးထားတဲ့ตาလေးကသူ့ရဲ့ဖေရဲ့တကယ်ပုံစံကိုသိရတော့မှာမဟုတ်ပါဘူး အဲ့ဒါကြောင့်အိုက်ခိုကသူတို့သားလေးအတွက်မမွေးလိုက်ရတဲ့ကလေးလေးအတွက်သူတို့အဖေရဲ့တကယ့်ပုံစံကိုပြန်လည်ပြသပေးဖို့တောင်းဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာဓာတက်ကအသက်26နှစ်ရှိနေပြီဖြစ်ပြီးမိမဖြစ်သူရဲ့တောင်းဆိုမှုကြောင့်ကတိလေးပဲရာတော်တဲ့အခွင့်အရေးကိုအမိအယဖမ်းရပါတော့တယ်။လက်ရှိအလောက်ကနေထွက်တော်မယ့်အကြောင်းရောက်ဖောက်ကိုပြောလိုက်ပြီးနောက်အရင်ပုံစံပြန်ရအောင်လက်ကျင်ငန်းတွေအပြင်အထက်လုပ်ခဲ့ပါသည်။သူ့ရဲ့ခမ်းမတ်အတွက်အရင်နီးပြစီပြန်သွားခဲ့ပြီးနောက်ပိုင်းမှာတော့ဓာတက်ကဂျပန်ဖယ်တာဝိုက်တန်ရဲ့ချန်ပီယံဖြစ်လာခဲ့ပါသည်။ အခုချိန်မှာတော့ဓာတ်တွေကသူနဲ့ထိုးရမယ့်အီဘိုပွဲတွေကိုမကြာခဏကြီးထူးနေရကြောင်းသူမိမကတောင်တတိထားမိနေပါပြီအီဘိုနဲ့ထိုးဖို့အတွက်တိုက်လုံကအရေးကြီးကြကြောင်းလက်ကြီးရေစကန်ထွက်ဖို့သူရဲ့နှီးပြကြီးကပြောခဲ့ပါတယ်ဒါပေမဲ့ဓာတ်တွေကတော့အရင်တစ်ခါလိုအဖြစ်ဆုံးမျိုးမဖြစ်စေချင်တာကြောင်းသူမိမကိုထားခဲ့ပြီးစကန်ထွက်ဖို့တွတ်ဆုံနေရပါတယ် အဲဒါကြောင့်သူမိမအိုက်ခိုကအဆဆအယယအဆင်ပြေနေပြီမို့လေဂျင်ရဲ့စကန်ကိုဆိတ်ချလက်ချသွားဖို့ပြောပြရပါရင်အဲ့နောက်ဖေဗူရီလမှာတော့မေတာဘွေးချန်ပီယံခပတ်လူပွဲအတွက်ချန်ပီယံကြီးတာခါမူရာကတတ်မှတ်အလေးချိန်ထက်ကြော်နေပါရင် ဆောင်းနှွေးဖြစ်လို့ဝိရှားဖို့ခက်ခဲခဲ့တာဖြစ်ပြီးနောက်သုံးနာရီမှဝိပြန်တိုင်းမှဖြစ်လို့တခါမူရာကချွေးထုတ်ခန်းတီသွားရပါလိမ့်နေရကရန်လောက်အလေးချိန်ကြော်နေရဖြစ်ပြီးအဲအချိန်တခါမူရာက ranking ပေးတဲ့ပုံစံတွေထူးဆန်းကြောင်းပြောပါရင်အခု Evo က ranking ပထမအဆင့်မှာဆိုပေမဲ့နံပါတ်1မဟုတ်သေးပဲသူ့အပေါ်မှာ champion ကရှိနေပါသေးတယ်။အဲဒါကြောင့် champion ဆိုတာဘယင်တစ်ပါးလို့အထူးပုဂ္ဂိုလ်တအူးဖြစ်ပြီးဂျုံဝိုင်းထဲမှာအဆိုးဝါးဆုံးအခြေအနေနဲ့ကြုံတွေ့နေရရင်တော့အဲဒါကိုရင်ဆိုင်ဖို့အထူးဆွမ်းအားတစ်ခုရှိကြောင်းတခါမူရာကပြောပါရင် ူကလည်းချန်ပီယံဖြစ်လို့သူ့ရဲ့အထူးဆွမ်းအားကိုဒီနေ့ပွဲမှာပြပေးမယ်လို့ပြောနေပေမဲ့ချွေးထုတ်လွန်ပြီးလဲကျသွားခဲ့ပါတယ်။အဲနောက်မှာတော့ကတိလေးနဲ့တမဟွိတ်အလေးချိန်ပြေးခဲ့ပြီးကျောင်းဝန်းထဲဝင်ဖို့ထွက်သွားကြပါတယ်။အခန်းအပြင်ဘက်မှာဒါတဲကိုအီဘိုတွေးလိုက်ရပြီးဒီနေ့ပွဲကတခါမှုရအတွက်ခက်ခဲမဲ့ပွဲဖြစ်ကြောင်းဒါတဲကပြောပါတယ်။ တာခါမူရာကချန်ပီယံမှာအထူးသွားရှိကြောင်ပြောခဲ့လို့အဆင်ပြေသွားမှဖြစ်ကြောင်းအီဘိုကပြန်ပြောပါရင်အဲအခါမှာတော့ချန်ပီယံဖြစ်တဲ့ဒါတက်ကလည်းချန်ပီယံကြီးတာခါမူရာရဲ့စကားကိုအပြေအဝါနားလည်သွားခဲ့ပြီးဒီညတာခါမူရာရဲ့လက်သီးတွေပြင်းထန်တော့မှဖြစ်ကြောင်းပြောပါရင်အဲ့ဒါအပြင်အပြင်းမာတယ်ဆိုရဲအီဘိုရဲ့လက်သီးတွေကလည်းဓာတ်တဲ့အတွက်ပြောနေသေးရကြောင်းသူ့ကိုအလဲထိုးနိုင်မှာမဟုတ်ဘူးလို့ပြောပြီးပြန်သွားခဲ့ပါသည်